ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်ဆယ်လပိုင်းမှာ တွေ့ကြုံလာရမယ်တနင်္ဂနွေသားသမီးတွေရဲ့တလတာကံအဆုပ်ကောင်းလေးကိုတုံးသက်ပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရုံချီတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ဆယ်လပိုင်းမှာကံအဆုပ်အကောင်းတွေကိုတရှိချင်နေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုတရှိခွင့်ရပါစေလို့အဲဒီဗီဒီယိုကနေတစ်ဆင့် ပြောကြားပေးချင်ပါတယ်။ကျွန်တော်တော့အဘမင်းတင်ကရဲ့တပည့်ဆရာဆောင်ရောင်ဖြစ်ပါတယ်။မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးဒင်ရတရားရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်ကျွန်တော်ပြောပြပေးနေတဲ့ဘေးဒင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကျဲလာပိုင်းတလာတာမှာတွေ့ကြုံလာမယ့်တင်းငွေတွေသာသမီတွေရဲ့ကံစိုးကောင်းကိုစတင်ပြီးတော့ကျွန်တော်တို့ဟောကြအောင် အဲ့တော့နံပါတ်1အနေနဲ့တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အယူဆအသွေးခေါ်တွေလဲမနေတတ်ပါတယ်။စီးပွားရေးမှာကိုထင်ထားတာကတခုတကယ်တမ်းဖြစ်နေတာတခုဒါကြောင့်မလို့စဉ်းစားတွေးခေါ်ထားတဲ့အရာတွေရီမန်ဟိုဟာမျှော်လင့်ထားတဲ့အရာတွေဒီလိုအချိန်မှာဖြစ်လာဖို့အတွက်ခက်ခဲတယ်ဆိုတဲ့အချိန်ဒီအပိုင်းခြားတစ်ခုကိုဖော်ပြထားပါတယ် စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေအရေးတကြီးလိုလာတဲ့အခါငွေကိုလွယ်လွယ်ကူကူနဲ့ရှာဖွေတဲ့အခါမှာဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မလို့သူများချင်းမှငွေချင်းကားတာမျိုးအဲအလောင်းကစားလောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်မျက်မယ်ထင်ပြီးတော့ပေါ့နော်။ဟိုအရန်လွယ်ကူတယ်မျက်မယ်ထင်ပြီးတော့ပတ်စံပုံဝေါ်ပြီးထဲလိုက်တဲ့အရာမျိုးတွေဟာကိုယ့်အတွက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ပြောချင်တာကတော့လောဘစိတ်တိတ် ဟိုအများကြီးထားလို့တော့မရဘူးပေါ့နော်လောဘစိတ်အရင်များွားတဲ့ခါကျရင်ကျွန်တော်တို့ဥမာအဲသူများကိုမဲ့လုံးပေးတာအဖြစ်ဒီကိစ္စမှာငွေထည့်ရင်ဘယ်လောက်မြတ်မဲအာထည့်ရင်တော့ဘယ်လောက်အဆင်ပြေမလဲစသဖြင့်ကိုကယုံကြည်ပြီးတော့သွားထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုငွေကြီးမြုပ်တာတွေပြန်မပေါ်တာတွေဆုံးရှုံးတာတွေအလိမ်ခံထိတာတွေဒီလိုမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်ဒါကြောင့်မလို့လက်ရှိရှိနေတဲ့ကိုအလုပ်ကိုပဲလုပ်ငန်းရဲ့အခြေအနေကအရင်အစိုးရထဲမှာလည်းပြနေတာမဟုတ်အကောင့်ထဲမှာလည်းပြနေတာမဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိုပဲတည်တည်ချာချာဂယူးဆက်ပြီးတော့ လောက်ဆောင်ပါအလုံးမကြည့်ပါနဲ့အဲဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကိစ္စရည်ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အာဒီလိုအချိန်တွေမျိုးမှာငွေကြေးကိစ္စရည်ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြေးတွေအာကျွန်တော်တို့အထိုက်လျောက်ရရှိလာနိုင်မှာဆိုတော့ဟိုကိုသူများကိုချီးတာတဲ့ငွေပဲဖြစ်ဖြစ်လုပ်ငန်းရရှိတဲ့ငွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုကိုရစရာရှိဖို့ရဖို့အတွက်ကြံရှိနေတဲ့ငွေတွေဒီလိုကာလမျိုးမှာ အအပြည့်ဝမဟုတ်ရင်တော့မပေါ့နော်အတိုင်းအတာတစ်ခုထိပြန်လဲပြီးတော့ရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ငွေကြေးကိစ္စမှာတော့တိုက်ကြီးကြီးမားမားကြီးထိခိုက်တာဆုံးရှုံးတာမျိုးမရှိဘူးဝင်ငွေထွက်ငွေမြတ်တာမှုတော့တွတ်သူရှိနေတတ်တယ်အာဘာထူးခြားနေလဲလို့ပြောမယ်ဆိုရစရာရှိတဲ့ငွေကြေးတွေအထိုက်လျောက်ပြန်ရမယ်ဆိုတဲ့ထူးခြားမှုတစ်ခုကတော့ငွေကြေးကိစ္စတွေမှာကျွန်တော်သွားပြီးတော့တွေးရှိနေရပါတယ်နောက်တစ်ခုကတော့ကျမကြီးကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဥကောင်း ကိုက်ခဲတာမျိုးတွေဥမာကောင်းထုတ်ကောင်းကိုက်ငြိမ်ယူเนาะဥကောင်းနဲ့ပတ်သက်ပြီးတော့အနာကျင်မှုကိုက်ခဲမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဥမာသွေးတိုးရှိနေတဲ့လူတွေသွေးကြယောဂရှိနေတဲ့လူတွေပုံမှန်ပြီးတော့ဒီလိုကာလမျိုးမှာဒီ site စီခြင်းနဲ့နောက်တစ်ခုကဥကောင်းထိကိုက်ခံရရတာမျိုးတွေထိမိရှာမိတာမျိုးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်ပါတယ်။ဒီဘိုင်းလေးကိုတော့နည်းနည်းလေးဂယူ site ကိုတော့လောပါလိမ့်မယ်။နောက်တစ်ခုကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ဟောကြားပေးချင်ပါတယ်။အစင်မပြေတာတွေပြန်လည်ပြီးတော့ အဆင်ပြေလာတဲ့အခြေအနေပိုင်းခြားတစ်ခုကိုအပြုံးကူးပြောင်းလာပါမယ်။ရံဖြစ်ထားတဲ့စကားများထားတဲ့ချစ်သူနဲ့စကားမပြောဖြစ်ဘူးစိတ်ကောက်နေတဲ့လူကြီးပြန်လဲပြီးတော့အဆင်ပြေလာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုကိုဖော်ပြထားပါဗျ။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာအခြေအကိစ္စမှာရံဖြစ်တဲ့စကားများတယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အဆင်ပြေလာနိုင်မှုအတွက်အခွင့်အလမ်းကောင်းတွေများစွာတွေ့ကြုံရမယ်၊ခံစားရမယ်ဆိုတဲ့အပိုင်းခြားမျိုးကိုဖော်ပြနေပါတယ်။ဒါကြောင့်မို့အခြေအကိစ္စထိုက်လျောက်ကံကောင်းတယ်လို့ပဲသုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့ တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကွန်ပျူတာစုနဲ့သူခရီးသွားရတာမျိုးတွေအာဘုရားမူခရီးပဲဖြစ်ဖြစ်ပေါ့ဗျာအလုံးနဲ့ပတ်သက်ပြီးသွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုခရီးထွက်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။နောက်တစ်ခါကိုယ့်ရဲ့မိသားစုကိုမလိုလားအပ်တဲ့လူတွေရဲ့တိုက်ခိုက်ခြင်းဝေဖန်ခြင်းပြောဆိုခြင်းအဲတွေ့ကြုံလာတတ်တယ်ပေါ့နော်။ဥပမာဘေးပတ်ဝန်းကျင်ပဲဖြစ်ကိုယ့်ဆွေမျိုးသားချင်းရဲ့ဖြစ်ကိုယ့်မိတ်ဆွေအဖေါင်းအသင်းရဲ့ဖြစ်ဖြစ် ကိုရဲ့မိသားစုပေါ်ကိုအနာလိုတာမျိုးတွေတပုတ်လေးတွင်ပြောဆိုတာမျိုးတွေစားပြစ်ဒီလိုအတင်းပြင်းစကားတွေပြန်လဲပြီးတော့ကြားတတ်ပါတယ်။မိဆွေဒေါရဖြစ်ပြီးတော့သူသူတို့သွားပြီးတော့ရမ်းမလို့ပါနဲ့။ကိုယ့်ဘက်ကဒေါရဖြစ်ပြီးပြန်ပြောတယ်ဆိုလည်းအဲ့ကိစ္စပြီးနိုင်ပြီးမှမဟုတ်တော့ဘူး။ဒါပေမဲ့သူတို့ရဲ့ပြောဆိုမှုကကိုယ့်တက်ဘာမှထိခိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တိတ်အရင်အဲ့ဒီအဖို့ဒေါရမထွက်နိုင်လို့မှချင်ပါတယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာအထက်လူကြီးတွေနဲ့အထင်မြင်လွဲမှားမှုတွေတွေ့ကြုံလာတတ်တယ် ဆိုတော့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်အထိုက်ရောက်တော့အဆင်ပြေတယ်။ဒါပေမဲ့လူကြီးနဲ့ပတ်သက်ဆက်ဆံတဲ့အခါမှာကိုကတော့တဘောယိုယိုသားသားနဲ့ပြောလိုက်တာပဲ။တဘောယိုယိုသားသားနဲ့လှုပ်လိုက်တာပဲ။ဒါပေမဲ့ကိုရဲ့အထက်လူကြီးကကိုပြောတာတွေကိုလှုပ်တာတွေကိုတမျိုးမြင်ပြီးတော့ကိုယ်ပေါ်အမြင်ဆောင်တာတွေနားလည်မှုကွဲလွဲတာတွေဒီလိုကာလမျိုးတွေမှာတွေးချုံလာတတ်ပါတယ်။ဒါကြောင့်လို့ဝန်ထမ်းတွေကဒီကာလမှာကိုယ့်အထက်လူကြီးကြီးကိုယ့်အုပ်ချုပ်နေတဲ့ management team တွေနဲ့အလုံးလုံးတော့မယ်ဆိုရင်တေးသေးချာချာဂါဂနနာရှင်းပြအလင်းပြပြီးတော့မှပြုလုပ်ပါ အပီပီရောကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ဒီအထက်လူကြီးနဲ့ကိုရင်းနဲ့ဂျားထဲမှာဒါဟာသာတဲမှုအားနေတာလေတွေ့ကြုံလာရနိုင်ပါတယ်နောက်တစ်ခုကတော့တွေ့ကြုံလာမဲ့ကျွန်တော်ရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအတန်းပညာရေးချင်းထက်အတက်ပညာအသိပညာနဲ့ပတ်သက်ပြီးတော့စီပူလေးလာမဲ့လူတွေအတွက်ဆိုရင်ကတော့ကျွန်တော်ဟိုဟာပြောနေနေကျွန်တော်ရဲ့ ီဒီယို Viber ဖုန်းခေါ်လိုက်လို့နည်းနည်းလေးအတန်အထင်ကောဖြစ်သွားတာရှိရင်တော့နားလည်ပြပါခွင့်လွှတ်ပေးပါဦးเนาะအဲ့တော့ခဏပြောလို့ပေါ့เนาะအသိပညာအသက်ပညာနဲ့ပတ်သက်ပြီးတော့စီဘူးလေးတာတဲ့လူတွေအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိရဲတမင်ဝမ်းကြောင်းပညာရည်နဲ့ပတ်သက်ပြီးတင်ကြားမယ်ဆိုရင်ပို့အားကောင်းတယ်အသက်ပညာရည်ချင်းရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းတော့အားနည်းနဲ့တွေ့ရတယ်ဒါတော့ပညာရည်နဲ့ပတ်သက်တဲ့အပိုင်းပေါ့เนาะနောက်ချက်ကတော့နိုင်ငံခြားသွားတဲ့ကိစ္စနိုင်ငံခြားကံပေါ့အားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ် တော့ဘုရားအခက်ခဲတွေများစွာနဲ့ကြုံတွေ့ရတတ်တယ်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရလာတတ်တယ်တခါလေကြရင်သွားကျင်စိတ်ကင်းမဲ့လောက်အောင်ဖြစ်ပြီးတော့တော်ပြီကွာဒီမှာပဲငါတခုလုံးရင်ကောင်းမလားဆိုတဲ့အတွေးတွေတောင်တွေးမိနေလိမ့်မယ်ဟိုသွားရင်ကောင်းမလားမသွားရင်ကောင်းမလားစဖြစ်တွေးဝေစိတ်များစွာနဲ့ဒီလိုကာလမျိုးမှာဖြတ်ကျော်နေရတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဆယ်လပိုင်းမှာနိုင်ငံသားသွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုရင်စိတ်မတင်မကြစိတ်ဖြစ်ပေါ်နေတတ်တယ်သွားဖို့အတွက်လည်းခက်ခဲနေတဲ့ကာလတွေ ဖြစ်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့တလတာတုံသက်မှုဟောကြားမှုအစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါတနင်္ဂနွေသားသမီးကြီးလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ပါဖောက်ပြတယ်ပါ